စကားများပြီးရွှေကုန်းတိုင်းတရားအစဉ်ကားလမ်းမပေါ်မှာလှဲအိတ်ခဲတဲ့မြို့သမီးတဦးကားချိတ်ခံရပြီးသေဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းပဟန်းမြို့နယ်ကဘာရီဖျားလန်ရွှေကုန်းတိုင်းဂုံတတာအစင်းမောင်ကားလမ်းမပေါ်လဲချပြီးကိုကိုကိုတီချောင်းချန်ခဲ့တဲ့အမျိုးသမီးတယောက်ကားတက်ချိတ်ခံရပြီးသေဆုံးခဲ့မှု အော်တိုဘားလာ21ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်ကိုမျက်မြင်ကြုံတွေ့ခဲ့ရသူတဦးကော ကိုရှင်ရင်ကိုဖြစ်သွားတာပါ။နှစ်ယောက်သားခရီးကပြန်လာပုံရှားတယ်။ကားရက်ပြီးရန်တွေဖြစ်နေကြတာ။နောက်ဆုံးကောင်လေးကကောင်မလေးကိုသူ့အိတ်တွေနဲ့ထားခဲ့ပြီးကားမောင်းထွက်သွားတော့ကောင်မလေးကစိတ်ထိခိုက်သွားပုံရှားတယ်။တရားအစင်းလမ်းမအလဲမှာလှဲချလိုက်တဲ့အချိန်တရားဖော်ကရှိန်နဲ့ဆင်းလာတဲ့ကားကတက်ကြိတ်သွားတာ။ဘေးကလူတွေအော်ဟစ်ပြီးသွားဆွဲဖို့လှုပ်ကြပါသေးတယ်။ ရုံးစင်းချိန်ကားတွေအရန်ဖြက်နေတာရောခဏလေးအတွင်းဖြစ်သွားတာရောကြောင့်မမိလိုက်ဘူးဟုဆိုကပြောပြထားတာလည်းဖြစ်ပါတယ်။ကားတက်ချိန်ခံရပြီးသေဆုံးသွားတဲ့ကောင်မလေးကအသက်၂၃နှစ်အရွယ်မတ်လင်းပြည့်အိမ်ဆိုသူဖြစ်ပြီးမင်္ဂလာတုံမျိုးနယ်ဆွဲတော်အင်ယာမှာနေထိုင်သူဖြစ်ကြောင်းမိသားစုတွေနဲ့လည်းဆက်သွယ်ရရှိခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ကားကြိတ်ခံရတဲ့အနာမှာသူ့ရဲ့ခီးဆောင်အိတ်တွေလည်းတွေ့တယ်။ကောင်မလေးကကလောကနေပြန်ရောက်လာလာချင်းအိမ်အောင်မရောက်တော့သေးဘူးထင်တယ်။ ကလောကပြန်လာတဲ့အဝတ်စားနဲ့ပဲဆိုတော့လေသူ့အကောင့်မှာလည်းတင်ထားတယ်ရီစားအတွက်နဲ့မြကို့အသက်ကို စတိရတယ်လို့အတွေးတွေမှားသွားတာနေမှာပေါ့အခုမှအသက်ငယ်ငယ်လေးကိုမိဘတွေတော့ရင်ကျိုးရပါပြီကလေးမလေးကဖြူဖြူချောချောလေးကားကတက်ကြိတ်တာပေါင်ရိုးဖြတ်ကျိုးတဲ့တိရတဲ့ဟုဆိုကဖြစ်စဉ်ကို သိရှိသူတဲ့ဟုကပြောပြထားပါတယ် မလင်းပြည့်အိမ်ရဲ့ရုံလောင်းကိုတော့ရန်ကုန်စေးရုံကြီးကိုပို့ဆောင်ထားကြောင်းကားကတော့လူကိုဝင်တိုက်ပြီးမောင်းပြေးသွားတာကြောင့်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ရှင်တိုင်းမှုဖြစ်ပေါ်တဲ့နေရာမှာမလင်းပြည့်အိမ်ရဲ့ luggage လဲပါလာခဲ့ပြီးမှတ်ပုံတင်ကိုလည်းတွေ့ရသလိုအိတ်တလုံးနဲ့အဝတ်စားအကောင်စားတွေကိုလည်းတွေ့ရပေမဲ့သူမရဲ့ဖုန်းကိုတော့မတွေ့ရှိခဲ့ရဘူးလို့ကုညီသူတွေကပြောပြထားကြပါသေးတယ်။ သူမရဲ့ Facebook အကောင့်မှာဆိုရင်လည်းလွန်ခဲ့တဲ့10နာရီကျော်လောက်ကလက်ရှိမတော်တဆဖြစ်တဲ့အင်ဂျီနဲ့ပဲနောက်ဆုံး post တင်ခဲ့တာတွေ့ရပြီးပုံအရကလောမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။သူမနဲ့ရင်းနှီးသူတွေကတော့ကလောသွားတယ်လို့ပဲသိထားခဲ့ကအခုညမှာဖြစ်သွားခဲ့တဲ့ကိစ္စကအဖြစ်မှန်မဟုတ်ပါစေနဲ့လို့ဆူတောင်းနေကြတာလည်းဖြစ်ပါတယ်။ ီးကွာမိကြီးဆက်လာခဏခဏအဲ့ဒါမိကြီးကမိကြီးသားကွာမိကမရှိဘူးမိကမအဲ့ဒါချောင်းချောင်းပဲဘယ်ကြောင့်လဲဒီဖို့ဖို့ဖို့မိထုံးမိတာဒီမိကြီးဆက်ခံတယ်ကျောက်ပေါ်တယ်မနီဘူးရတယ်အခါကမှာဟုတ်လားဟင်အင်းလာပါလာပါတောင်းတော့ 质量好的才听那么多。都带过，老慢快骑的。啊，零度，啊零度，啊，啊零度，啊零度，就那个零度，那个车。啊，你你们拉的慢一点。你们还不会骑？嗯，别别呀。好吧，好吧。我熟悉。这个看哪？啊，没得啊，我问你要哪里哪里。好，好好好。

ကိုကိုသူ့ကိုဒီအိမ်ထဲမှာတစ်ချက်ကြည့်ပါဒီအိမ်ဖွင့်ပြီးပြလားဒီမိုးရယ်အေးအေးအေးအဲ့ဒီအိမ်ထဲမှာဒီအိမ်ဖွင့်ပြီးပြလားဒီရတာမရှိဘူးရှင်လာနောက်နောက်နောက်နေရကိုဘူးတွေရမရှိဘူးဒါပေမဲ့တော့တည်ပြီးတော့ရောင်းပုံရပါလားနာမည်ဘယ်သူလဲဒါမင်းဒါမင်းဟောဟဲ့လင်းပြေလင်းပြေလင်းပြေဟောအမေအဲဘယ်မှာအဲ့ဒီလောတင်းကြရတာကိုစာဟုတ်ကပါရွာရ စာချုပ်ဆိုင်မဟုတ်မဟုတ်ဘူးအခုဒီနေ့မှရောက်တဲ့တောင်ပါလေးဓာတ်ဥ်အဲ့ဒါဖုန်းခေါ်လို့မရလို့